ညီမပဲညီကိုတို့ညီကိုတို့အတွက်ဒီနေ့ပြောပြပေးတတ်မယ့်အကြောင်းကတော့ Dream 125နဲ့ OS2 လိုဆိုင်ကဲ engine တွေမှာအတွေ့များတဲ့ air induction system လို့ခေါ်တဲ့ပစ္စည်းလေးအကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့အများစုခေါ်နေကြတာတော့ Turbo ပေါ့။ Turbo ထဲမှာသူ့ရဲ့အလုပ်လုပ်ပုံအရေးပါပုံနဲ့ဘယ်လိုအစိတ်ပိုင်းတွေနဲ့ဖွဲ့စည်းထားလဲဆိုတာတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သူ့ရဲ့အလုပ်လုပ်ပုံကိုအရင်ပြောပြပါမယ်။ သူ့မှာအဝင်ပိုက်ကြီးနှစ်ခုရဲ့အထွက်ပိုက်လေးတစ်ခုရဲ့ပတ်ပါတယ်ပထမဝင်ပိုက်ကအေဇောရဲ့တွန်းအောင်ကိုလက်ခံပေးတာပါဒုတိယပိုက်ကအဲကလင်နာတဲ့ကလေးကိုဆွတ်ယူပေးတာပါနောက်ဆုံးပိုက်လေးတစ်ခုကတော့အင်လက်ကောင်းနဲ့ဆက်သွယ်ထားတာပဲဖြစ်ပါတယ်အင်လက်မနူဖိုးလို့ပဲခေါ်ပါတယ်ဒီ AS နှစ်ကို exception spell လို့လည်းခေါ်ပါတယ်ဘာကြောင့်ဘာလို့ခေါ်လဲဆိုရင်ပထမအေဇောကလာတဲ့တွန်းအားနဲ့ဆွဲအားကဒီဝင်လမ်းကြောင်းပွင့်နေလို့ပါပဲအေဇော အဲ့တော့မှဒုတိယပိုက်ကနေလက်ဆက်တဲ့လေချိုးကိုဆုပ်ယူပါတယ်။နောက်တော့ပထမပိုက်ကနေပဲအေဇောငွေနဲ့ပြန်ရောပေးပါတယ်။ဒါကတော့သူ့ရဲ့အလုပ်လုပ်ပုံပါပဲ။လေလူညံမှုကိုရှော့ချပေးတာပါ။ဟုတ်ကဲ့နောက်ဆုံးပိုက်တစ်ခုကြံပါသေးတယ်။သူကအင်းလက်ကောက်ကဆုပ်ဆုပ်ယူတဲ့အားနဲ့ဒုတိယလေဝင်လမ်းကြောင်းကိုထိချုပ်ပေးထားတာပါ။ဆုပ်ခြင်းပုံစံမျိုးပေါ့။အဲ့တော့သူ့ရဲ့ရေးပပုံကိုပါဆက်သေးတည်သွားကြပြီလို့ထင်ပါတယ်။ပြီးတော့သူ့ရဲ့အဖွဲစည်းပုံကိုလေ့လာကြည့်အောင် ရမအီဇောပါရဲ့အဝင်ဘက်ချမ်းမှာရှာလူမျိုးစတီပြလေးတစ်ခုနဲ့လေဝင်ထွက်ကိုပိတ်ဖွင့်ပိတ်လုပ်ပေးထားပါတယ်။ဒုတိယလေဝင်ဘက်ရဲ့နေရာမှာတော့ဆိုရှင်တစ်ခုရဲ့ဆပရင်တစ်ခုရဲ့နဲ့ခြားတစ်ဖက်မှာရဘာပြားတစ်ခုရဲ့တတိယပိုက်စီကိုဆက်ထားပါတယ်။ဒီလောက်ဆိုတာပွဲအကြောင်းကိုအကြံပြုနားလည်သွားကြပြီလို့ထင်ပါတယ်။နောက်ထပ်သူ့ရဲ့အလုပ်လုပ်ပုံချင်းတူတဲ့ positive crankcase ventilation PCV လို့ခေါ်တဲ့ sensor ကိုလည်းရှိပါသေးတယ်။ လေးလာမိတော့ပြောထားတာမဟုတ်ဘယ်ချက်မှရှိခဲ့ရင်နားလည်းပြကြပေါ့ဒီဗီဒီယိုလေးကလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်